စလုံးတွေထလောင်းမလာပဲစူပုတ်ကချိန်မိုးနေလို့လူပြောများနေတဲ့အင်ဒရာကျော်စင်းသမီးပြည်သူဒရောင်းပြည်သူများလုံးမင်္ဂလာပါရှင့်ဘောင်မီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ် စလုံးတွေထက်တဲ့အနိုင်ရှင်ကအမြဲတမ်းစုပုတ်ပြီးတော့ခြေမိုးနေရဲ့မျက်နှာဖြစ်နေလို့လူပြောများနေရကတော့ပြည်သူဦးနဲ့အင်ဒရာဂျော်စင်တို့ရဲ့သမီးဖြစ်သူပြည်သူတို့ရဖြစ်ပါတယ်။ထထမိုးရဲ့သမီးလေးစလုံးတွေထက်တဲ့မင်းသမီးကျော်အင်ဒရာဂျော်စင်တို့ရဲ့သမီးလေးပြည်သူတို့ဟာဆိုရင်အသက်အရွယ်ချင်းလည်းအတူတူလောက်ပဲဖြစ်ပါတယ်။နှစ်ယောက်စလုံးကအသက်၁၄နှစ်အရွယ်ရှိကြတဲ့ကောင်မလေးတွေဖြစ်ကြပါတယ်။ရုပ်ရည်အနေထားဟာဆိုရင်လည်းကိုယ်စီအလှပမှုတွေရှိကြပြီးတော့ကလေးပီပီအင်မတန်ကိုချစ်စရာကောင်းလွန်နေခဲ့ရပါမိဘရဲ့ဂုံအရှိန်ဝါချင်းကလည်းတိတ်ပြီးတော့မကွာခြားကြပါပဲမိ ကလေးတွေလက်ထက်မှာတော့အောင်မြင်မှုအရှိန်ဝါခြင်းကကွာခြားသွားခဲ့ကြပါတယ်။အထူးသဖြင့်တော့မင်းသမီးကြီးထထမဦးရဲ့သမီးစင်လုံးတွေထက်ဟာဆိုရင်တကယ်ကမှထူးချွန်တဲ့အရေးချင်းတွေနဲ့ပညာရေးမှာရောအနုပညာနယ်ပယ်ဘက်မှာပါသမီးလေးပြည်သူတို့ရတဲ့တာလွန်နေရာကိုတွေ့ရပါတယ်။ အခုဆိုရင်တော့တမီလေးစင်လုံးတွေတက်ကနိုင်ငံတကာအကြောင်းတခုမှတက်ရောက်ပညာသင်ကြားပြီးတော့ဘွဲကိုလည်းရရှိခဲ့ပြီဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်းပြည်သူ့နဲ့အင်ဒရာဂျော်ဇင်တို့ရဲ့တမီလေးပြည်သူတွေကတနည်းတတနည်းပုံမှုပြီးတော့အလှသွေးကြွယ်လာတာကြောင့်ဘယင်မာတပါအဖြစ်သင်ကြားခံနေရပါတယ်။အားလုံးသိကြတဲ့အတိုင်းပြည်သူ့နဲ့အင်ဒရာဂျော်ဇင်ဆိုတာကမြန်မာနိုင်ငံရဲ့နာမည်အကျော်ကြားဆုံးအနုပညာရှင်ဆုံးတွဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပြည်သူ့ရောအင်ဒရာဂျော်ဇင်နှစ်ယောက်စလုံးကအနုပညာအရာမှာထူးချွန်တယ်လို့စိတ်တော်ရာချင်းကလည်းကောင်းမွန်ပြီးတော့ရုပ်ရင်အပြင်ဆိုရင်လည်းငေးမောကြည့်ရှုလာ တဲ့အထိလှပတဲ့အလားတရားတွေကိုပိုင်ဆိုင်ထားကြပါတယ်။ဒီလိုမျိုးတကယ်ကိုထွေးချွန်တဲ့အရင်ချင်းတွေရှိပြီးတော့လှပတဲ့သူတွေကနေမွေးဖွားလာခဲ့တဲ့သမီးလေးပြည်သူတို့ကအတော်လေးကိုချောမောလှပပြီးတော့နတ်သက်ကြွေတဲ့နတ်သမီးလေးတစ်ပါးလုံးတောင်တင်စားရတဲ့အထိပဲဖြစ်ပါတယ်။ ငယ်စဉ်တုန်းကလည်းအရန်ချစ်စရာကောင်းခဲ့သလိုအခုလိုမျိုးဆယ်ကျော်သက်အရွယ်ကိုရောက်ရှိလာတဲ့အချိန်မှာလည်းပို့ပြီးတော့လှပမှုရည်နဲ့တူပရိသတ်ရဲ့အာယုံကိုဖန်ဆောင်းသွားနိုင်ပါတယ်။ပရိသတ်ရှိကိုတိတ်ပြီးတော့မထွက်တာကြောင့်အာယုံဆိုင်မှုနေပါခဲ့ပေမဲ့တခါလေပေါ်ထွက်လာတဲ့ပုံရိပ်တွေမှာဆိုရင်သမီးလေးပြည်သူတို့ရဲ့အလှတရားတွေကပုံမှုပြီးတော့တည်တာနေခဲ့ပါတယ်။မိသားစုလိုက်တက်ရောက်ကုန်ပြုအားပေးကြရင်လည်းပေါ်ထွက်လာခဲ့တဲ့ပုံရိပ်လေးတွေမှာဆိုရင်သမီးလေးပြည်သူတို့ရဲ့အလှတရားတွေကပေါ်လင်းထင်ရှားနေပါတယ်။ ရည်သူတော်ရဲ့အလားတရားတွေကချောမောလှပပါရဲဆိုတာထက်ဆွဲဆောင်မှုရှိရှိနဲ့အမြင်သူတကာရဲ့အာယုံကိုဖန်ဆားသွားနိုင်ပါရင်မိမိမိုင်မိုင်နဲ့အယံကိုကြည်ကောင်းနေပြီးတော့ရွံ့ရွံ့လေးပဲဖြစ်ဖြစ်ဆန်းဆန်းလေးပဲဖြစ်ဖြစ်ဘလို့ပုံစံနဲ့မဆိုလိုက်ဖက်လုံးနဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားပါရယ်အသားညို့ညို့စိမ့်စိမ့်လေးနဲ့ကြည့်ရှုလေးပိုလှလာလေးဆိုတဲ့အလားတရားကိုပိုင်ဆိုင်ပြီးတော့ပချံလေးနှစ်ဖက်ကလည်းသူမရဲ့အသက်ဖြစ်ပါရယ်မျက်ခုံးမျက်လုံးလေးကလည်းတကယ်ကိုလှပပြီးတော့အယုတ်လေးတယောက်လိုတင်စားရတော့တဲ့အထိပါပဲဒါကြောင့်တွေ့ရတဲ့သူတိုင်းကသူမရဲ့အလားတရားတွေကိုမချီးကျူးပဲမနေနိုင်အောင်ဖြစ်ခဲ့ပါရယ်ဒါပေမဲ့ ဲ့အင်ဒရာဇော်စင်နဲ့ပြည်တီဦးတို့ရဲ့သမီးလေးပြည်သူဒရာမှာအားနေချက်တစ်ခုရှိပါတယ်။အဲ့ဒါကမျက်နှာစု ပုတ်နေရပါပြည်သူဒရာလေးကိုဘယ်ချိန်မဲကြီးကြီးအမြဲတမ်းစုပုတ်နေရဖြစ်ပါတယ်။တချို့သောပြည်သက်တွေကတော့ပြည်သူဒရာလေးကကလေးပီပီစစ်စရာကောင်းအောင်ရေတာပြုံးတာမြင်ကျင်ကြပါတယ်။ဒါမဲ့လည်းပြည်သူဒရာကစုပုတ်နေခဲ့ရပါ။ဒါကြောင့်လက်ရှိမှာဆိုရင်တော့မင်းသမီးကြီးထထမဦးရဲ့သမီးလေးစင်လုံးတွေတက်ကအများကြီးပုံမသားလွန်နေရပါ။သမီးလေးကပညာရေးမှာလည်းထူးချွန်တယ်လို့မိဘပေါ်မှာလည်းသိတတ်ပြီးတော့အနုပညာလောကမှာထိတ်တန်းကြောညာမင်းသမီးလေးဖြစ်ရတည်နိုင်ခဲ့ပါတယ်။ ်လက်ရှိမှာတော့နေရာစလုံးကတော်တော်လေးလူပြောများနေရာဖြစ်ပြီးတော့ရွှေဆက်ပြီးအနုပညာလောကမှာဘသူကပို့ပြီးတော့အမြင်တော်မလဲဆိုတာစောင့်ကြည့်ရမှာပါကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောထထမုံကြီးရဲ့သမီးလေးစင်လုံးရီထက်နဲ့ဦးဝဲရဲ့သမီးလေးပြည့်သူတော်တို့နေရာမှာဘသူကိုပို့ပြီးတော့သဘောကျမိတယ်လေရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်